ညီကိုနှစ်ယောက်လည်း producer လုပ်နေတယ်ပြီးတယ်ပေါ့နော်တင်နာမမအချင်နာမမမမယာမမယာမမကိုကျွန်တော်သိစ်တယ်ဗျာလက်ညိုးလေးထိုးလို့ကြီးဆိုတာကအသက်အဲဦးနှစ်သားလေးကဆာမမယာမမယာမမကိုကျွန်တော်သိစ်တယ်ဗျာညီကိုလေးနှစ်ယောက်မဥပင်ပွဲကိုလာတယ်သူကကိုင်းရလေးစားခြင်းလို့ကိုကြီးရဲ့ညီကိုရင်းချင်လို့တဲ့တိတ်တော့မစား ကိုစားလေးမရှိဘူးဒါပေမဲ့ဒီနေရာရောက်မှာတအားစားချင်လို့ကိုကြီးကားရက်ပေးသွားတော့မတီယုံကကားရူးဆိုဖိုးရက်ပေးလိုက်တကားပွဲဆင်းกว่าလို့ငါပါလိုက်ပဲဟာတဲ့မတီယုံကပနာနာပြီးလဲပြီးတော့အကျဉ်းနာမမမမယာမမယာမမကိုကျွန်တော်တိတ်ချစ်တယ်ဗျာအဲ့ဒါဆိုပြီးတော့သူကကွန်းရတထောင်မိုးထုတ်လိုက်မပေးတော့နဲ့မပေးတော့နဲ့ကွန်းရဘူးတော့မပေးရဘူးเนาะသူကတော့တောင်းတဲ့တောင်းတဲ့တောင်းတဲ့ဘက်ကလည်း အကျဉ်းနာမမဝန်ထမ်းတွေကလည်းမမယာမမယာမမကိုကျွန်တော်သိရှိတယ်ဗျာပစ္စည်းမယူလိုက်ဘူးနော်အဲ့လိုကိုဝက်ဝက်ကွဲပေါက်တဲ့အကျဉ်းနာမမကဘာကိုတောင်းကြောပါလဲကဘာကိုကြော်သွားတယ်နော်ကဘာကြော်နှစ်ယောက်ရဲ့ပေါင်းဆက်မှုနော်ကိုကိုယ်ထုမြတ်ကိုကိုရဲ့စေတနာနဲ့မှန်တာလဲပါတယ်တို့ရဲ့တခြင်းကကဘာကြော်အောင်ပေါက်သွားတာကဘာကြော်အောင်ပေါက်သွားတာပါလို့အဲ့ဒီညမှာလည်းအဲ့ဒီတခြင်းပြောပြတဲ့ဆက်မှုရှိပါတယ်နော်ဒီစီနေပါပါတယ်လို့နော်ကောင်းဆက်မှုကြီးရလာဒါ subscribe ပေါ့နော်ဟုတ်ပါတယ်ကောင်းဆက်မှုကြီး subscribe subscribe တယောက်တောင်ထပ်ပြီးတောင်းဆိုနေအဲတွဲကန်ဒီ ဒီကောင်းခန့်ပိုင်မသိအောင်ဟိုင်းနဲ့ညီလေးဘနာနာတို့ခန်ဒီနိုင်ခွဲ့လုံးလို့မှတည်ရတာဟုတ်တယ်နိုင်ခွဲ့လုံးလို့မှတည်ရတာဟုတ်တယ် supply ပေါ့နော် supply ဟုတ်တယ်တွေးအဲ့ဒါကြိုတင်စီစဉ်တာမဟုတ်ဘူးညီကိုနှစ်ယောက်တွေးတယ်အဲ့ဒါနဲ့နော်ဟုတ်တယ်ညီလေးဒီလိုရှိတယ်တချင်းရေးမယ်အဲ့ဒါနဲ့ကျွန်တော်ဖျောင်းနဲ့ဘယ်လောက်ကုန်လဲ36တိုင်36တိုင်ကုန်ခံပြီးတော့ရေးရအောင်အာအဲ့ဒီချင်းတွေဖျောင်းနဲ့3တိုင်နဲ့6တိုင်အခုဘလို့မှုတ်လိုက်ထွန်းလိုက်မှုတ်လိုက်ထွန်းလိုက်မှုတ်လိုက်ထွန်းလိုက်အဲ့ဒါလိုရေးရတာပါခင်ဗျာအဲ့ဒါကြောင့်လဲမမတွေရဲ့အသေးသေးကိုပုံနော်အသေးဆွဲတချင်းဖြစ်သွားတယ်ကျွန်တော်ဘယ်တော့တော့ကျွန်တော်တို့မောင်လေးမောင်လေးနဲ့ဟုတ်ပါဘူးမမတွေရဲ့အသေးသေးဖြစ်သွားတော့ဘူမင်းကကွီးဖြစ်သွားတာပါအဲ ော့ queen နဲ့သူနိုင်ဖြစ်သွားပြီတို့ကနော်အဲ့လိုလေအခုလဲပါညမလေးဒါချတိတ်ပါထုတ်ပေးပါဦးညမလေးအတွက်ပြီးတော့ညမလေးတွေအတွက်ထုတ်ပေးပါဦးဆိုတောင်းဆိုတော့ producer ကလည်းအခုစဉ်းစားနေပါတယ်နော်အကြခင်ထုတ်နိုင်ဖို့လည်းစဉ်းစားပေးထားပါတယ်နော်ဆက်လက်ပြီးတော့ဒါစ조사သွားမှာပါ조사သွားမှာပါလို့ ကျင်းမပြတာလေးကတော့ဒီ HME ရုပ်ကန်းတစ်ဖွင့်ပွဲလေးပေါ့နော်ဖွင့်ပွဲလေးကိုဒါကျွန်တော်တို့ဒီအယောင်းဝယ်လေးတွေလည်းတဖြည်းဖြည်းကောင်းလာတဲ့ခါကျတော့တဖြည်းဖြည်းကြိုးစားကြိုးစားရင်းနဲ့မှဒါကျွန်တော်တို့ရုပ်ကန်းတစ်ဖွင့်ပွဲကိုဒါဖွင့်ဖို့ဒါကြိုးစားလာတာတော့တစ်နှစ်ကျော်ပြီတစ်နှစ်ကျော်ပြီဒီနေ့ကတော့လုံးဝဖွင့်နိုင်ခဲ့ပြီပေါ့နော်ဒါအခုဆိုလို့ရှိရင်လိုင်နာကိုကြီးတို့ဒါမတီယုံဟာတို့ညီလေးဘနာနာတို့ဒီကျဲတို့လိုင်နာချင်းတိတို့ဟုတ်တယ်ဆယ်လီအုပ်ကြီးတို့နဲ့ပေါ့ဟုတ်ပါတယ်ဒါတကယ်ကို ဝမ်းလဲဝမ်းသာတယ်ပေါ့နော်ဝမ်းလဲဝမ်းသာပီတိလဲဖြစ်တယ်တကယ်လဲဟိုပင်မန်းလဲခံတယ်ပင်မန်းခံကြိုးလဲနတ်တယ်ပင်မန်းခံခုတို့ချင်းဒါဒီပွဲလေးကိုလဲထားပြီးတော့ချီချင်းတယ်ဒါပန်ပိုးမှုပေါ့နော်ကိုအောင်ခိုင်းပိုင်တို့ဒါညီလေးဘနာနာတို့ပန်ပိုးမှုတွေနဲ့ဒါအကုန်လုံးလဲအိမ်ချမ်းမီနဲ့ပတ်သက်လို့တော်တော်များများကဒါတိသွားပြီပေါ့နော်ဟုတ်ကဲ့ဒီတချင်းလေးတွေကလဲအဆပေါ့နော်ဟုတ်ကဲ့ မိနားမှာရှိမဲ့တာသချင်းရတယ်ခွေးရေးပေးထားတယ်ခွေးရရေးပေးထားတယ်ကျွန်တော်ကဆိုတဲ့အခါကျတော့အဲ့ဒါလေးရလဲဒါပရိသတ်ရဲ့ဒါလက်ခံမှုရှင်နေကိုရောက်တယ်ရှင်နေကိုရောက်ပြီးတော့မှလက်ခံမှုရရှိပြီးတော့ကိုယ်တိုင်မှာဆိုတဲ့ရှင်ကြီးကိုရှင်ကြီးကိုเนาะကြော်ညာကြော်ညာသချင်းတွေလည်းသူကိုယ်တိုင်ကျွန်တော်ရေးပေးဆိုတာရှိတယ်ညီကိုနှစ်ယောက်လည်း producer လုပ်နေတယ်ပေါ့နော်ပြင်နာမမအချင်နာမမမမရမမရမမကိုကျွန်တော်သိစ်စ်တယ်ဗျာလက်ညိုးလေးထိုးလို့ဤဆိုတာက အသက်အသက်အဲဒါလည်းပေါက်တယ်တော်တော်ပေါက်တယ်ဟုတ်တယ်မူဝင်တစ်မျိုးလုံးကတော်တော်ကြီးကိုအပ်ပေးပါတယ်ဒီပွဲကိုတော့အခုဒီနေ့ဆိုရင်ပွဲကင်းတဲ့မှာပြိတ္တမဆန့်တော့မဆန့်ဘူးပေါ့မဆန့်လဲအနေထားကြီးကိုဒါဒီညဖြစ်နေတယ်နေရာတွေထက်ချက်ပေးနေရတယ်နေရာတွေထက်ပြီးတော့အဲ့လိုမျိုးဒါပွဲကင်းနေရောက်ရင်လည်းပြိတ္တတွေထက်တွေ့အောင်ပါလူမျိုးကတကယ်ဟိုစီဝိုင်းလုပ်ငန်းရှင်တွေလည်းဒါဒီညလာပြီးတော့အားပေးတယ်အားပေးကြဝန်းရံကြတယ်ဝန်းရံပေးကြတယ်ပေါ့နော်ဟုတ်တယ်အပို့ပြီးတော့တည်လာပါတယ်ထွန်မြတ်ကိုဒီအင်ချမ်းပြီဆိုပြီးတော့အားလုံးကလည်း ချစ်ခင်ပြီးတော့အပေးကြတယ်ဝယ်ယူကြတယ်ပေါ့နော်ဟုတ်ကဲ့ဒီပုံမှာတော့ဒါဈေးလုံးကလုံးဝမတက်သွားဘူးရောင်းရပေမဲ့ဒါပုံမှန်ဈေးထက်တောင်မှဒါဒီရထမှာဆိုလို့ရှိရင်ဒါဈေးချပြီးတော့ရထတုံ့ပြန်နေတယ်ဒါတုံ့ပြန်နေနေဈေးချပြီးတော့ရောင်းပေးနေတယ်ပေါ့နော်ကျွန်တော်တို့ရဲ့ကျွန်တော်ရဲ့ဒီထုံးရက်ကုန်အချိန်မီနံပါတ်ကတော့ပေါ့နော်ဒီကျွန်တော်ရဲ့မြေဝဲတော်တွေကျွန်တော်ရဲ့ဒီရှယ်ယာရှင်တွေကလည်းကျွန်တော်ရဲ့ဒီထုံးရက်ကုန်ဆိုတဲ့နံပါတ်ကိုဒါသူတို့ကလည်းတန်ဖိုးထားသလိုကျွန်တော်ကလည်းကျွန်တော်ရဲ့ဒီထုံးရက်ကုန်အချိန်မီလုပ်ငန်းကိုဒါတန်ဖိုးထားပြီးတော့တည်ဆောက်တယ်တည်ဆောက်တဲ့ရာမှာပေါ့နော်ဒီ ဝယ်ယူသွားတဲ့သူတွေဒီတိန်100နေ90 100 100ပါဘောနော်ထောင်ကမ်းအထိကိုမှဒါတောင်းဝန်ယူတယ်တောင်းဝန်ယူမှုတောင်းဝန်မှုအပြည့်နဲ့မှာအဲ့လိုမျိုးတားစင်မိဇတ်တိကိုတောင်းဝန်ယူပေးတယ်ပါအဲ့လိုမျိုးနောက်ပြီးတော့ကျွန်တော်တို့ကဒီဒင်းမြေပေါ့နော်မျိုးမြေစစ်စစ်အရှုပ်ရှင်းကင်းတဲ့ဒါခြံွက်တွေပဲဒါကျွန်တော်တို့ရောင်းချပေးတယ်ဒါအဖွဲ့ဝင်တော်တော်များများ share တွေရအစပါပေါ့နော်ကျွန်တော်တို့ရဒီဒုမြတ်ကိုအဖွဲ့ဆိုလို့ရှိရင်5ဦး6ဦးရှိတယ်ပေါ့နော်အဖွဲ့ဝင် share တွေနဲ့ဆိုလို့ရှိရင်ဒါ30ကျော်40လောက်ရှိတယ်အဲ့ ပေါ်မှာပေါ့ဒါတက်ဆန်ရှိရှိတရားတရားဒါချစ်ချစ်ခင်ခင်နဲ့ဒါကြိုးကြိုးစားစားနဲ့လုပ်တယ်အဲ့ဒီနေရာမှာတော့ဒီအရှုပ်ရှင်းမရှိတဲ့ဒါအကွက်တွေပေါ့နော်အဲ့လိုမျိုးပြီးတော့ကျွန်တော်တို့ဒီဟိုအမွေးဆိုင်နေအမွေးဆိုင်နေပြီးတော့လေယာမြေတွေကိုဒီအိမ်ညာဖြစ်ကျွန်တော်တို့ပြေးရနေဘယ်တော့မှရောင်းမချဘူးဘယ်တော့မှရောင်းမချဘူးအဲ့အဓိကတော့ဒီလိုမျိုးလေးတိကျောက်တယ်ပေါ့နော်နောက်ပြီးတော့ဓာတ်စင်မြေစက်တီကိုတာဝန်ယူပေးတယ်တာဝန်ခံမှုအပြည့်နဲ့ဒါရှင်းနေ ရှင်းနေကျွန်တော်တို့မူမျိုးမှာဆိုလို့ရှင်းနေဥမေဆိုးလေးပေါ့နော်ဥမေဆိုးလေးဆိုတာကသူလည်းနာမည်ကြီးပဲဒီလိုမျိုးရှင်းနေနေတဲ့ကူမှာတေချာရေးရစွာတိကျမှန်ကန်စွာတားဆင်းမိချက်ဒီစိတ်ချယုံကြည်ရအောင်ဒါရောင်းချပေးနေပါတယ်ဒီညကတော့ကျွန်တော်တို့ဖြောပြဖို့တချင်းနေအများကြီးရွေးထားတယ်ညီလေးလည်းအများကြီးရွေးထားတယ်ထူးထူးဆန်းဆန်းနေတဲ့တော့တို့ဒီညမှာညကိုနေရောက်အကိုကထုတ်လို့သူအနေနဲ့တင်ပေးထားတဲ့အကျဉ်းနာမအကျဉ်းနာမမမကဘာတိပောက်သွားတယ်အခုရက်ပိုင်းတွင်းကိုဖြူဖိုး 7ပင် k 7ပင်เนาะပြူ40နဲ့8သိန်းတက်ထားတာเนาะကျွန်တော်ကိုကြီးရဲ့တိတော်ကောင်မှာကျွန်တော်တိတော်ကောင်မှာဆိုကြီးချူသူပေါ့เนาะ2ယောက်ပေါင်း400မီလီယံပေါ့เนาะ3400လောက်ထောက်တယ်ပြူ3400လောက် အဲ့လိုတန်တာအားရကွာအားရဆရာကြီးကဘောကဘောကတူလဲနဲ့တာပေါ့လားဟုတ်တယ်ဖေဖော်တကယ်တကယ်တကယ်လဲဂျင်နာမမကလေးပေါက်တဲ့ညူလေးရတာဂျင်နာမမဖြစ်တော့သူ့အိမ်မှာဆိုအခုဘယ်နှစ်နှစ်သားလေးရစာဆိုတာ၃နှစ်သားလေးရ၃နှစ်သားလေးရစာမမရမမရမမကိုကျွန်တော်သိချစ်တယ်ဗျာညီကိုလေးနေရမဦးမင်ပွဲကိုလာတယ်သူကကိုင်းရလေးစားခြင်းလို့ကိုကြီးရညီကိုရင်းခြင်းလို့တဲ့တိတ်တော့မစား ကိုစားလည်းမရှိဒါပေမဲ့ဒီနေရာရောက်မှာတအားစားချင်လို့ကိုကြီးကားရက်ပေးသွားတော့မတီးအောင်ကားရူးဆိုထိုးရက်ပေးလိုက်တကားပွဲစင်းกว่าလို့ငါပါလိုက်မှာဟာတဲ့မတီးအောင်ကဘနာနာပြီးရပြီးရောအကျဉ်းနာမမမမယာမမယာမမကိုကျွန်တော်သိချစ်တယ်ဗျာအဲ့ဒါဆိုပြီးတော့သူက900တထောင်မိုးထုတ်လိုက်မပေးတော့နဲ့မပေးတော့နဲ့900ဘူးတော့မပေးရဘူးเนาะသူဒီကတော့တောင်းတဲ့တောင်းတဲ့ပန်းကိုတောင်းတဲ့ပန်းကိုလည်း ကျင်နာမမဝန်ထမ်းတွေကလည်းမမယာမမယာမမကိုကျွန်တော်သိရှိတယ်ဗျာပြဿနာမယူလိုက်ဘူးနော်အဲ့လိုကိုဝက်ဝက်ကွဲပေါက်တဲ့အကျင်နာမမနော်ကဘာကိုတောင်းကြောပါကဘာကိုကြော်ွားတဲ့နော်ကဘာကြော်နှစ်ယောက်ရဲ့ပေါင်းဆက်မှုနဲ့ပေါင်းဆက်မှုပါကိုယ်ထွမြတ်ကိုကိုရဲ့စေတနာနဲ့မှန်တာလဲပါတယ်တို့ရဲ့တခြင်းကကဘာကြော်အောင်ပေါက်သွားတာကဘာကြော်အောင်ပေါက်သွားတာပါလို့အတင်ညမှာလည်းအဲ့ဒီတခြင်းပြောပြစ်စက်မှုရှိပါတယ်နော်အထူးစီစဉ်ပါပါတယ်နော်ကောင်းဆက်မှုကြီးရလာတာ subscribe ပါနော်ဟုတ်ပါတယ်ကောင်းဆက်မှုကြီးရ subscribe ပဲ subscribe တယောက်တောင်ထပ်ပြီးတောင်းဆိုနေအဲတွဲကန်ဒီ ဒီကောင်ခန့်ပိုင်မသိအောင်ဟိုင်းနဲ့ညီလေးဘနာနာတို့ခန်ဒီနိုင်ခွဲလုံးလို့မှသိရတာဟုတ်တယ်နိုင်ခွဲလုံးလို့မှသိရတာဟုတ်တယ် တူ supply ပေါ့နော် supply ဟုတ်တယ်တွေးအဲ့ဒါကြိုတင်စီစဉ်တာမဟုတ်ဘူးညီကိုနှစ်ယောက် တွေးတယ်အဲ့ဒါနဲ့နော်ဟုတ်တယ်ညီလေးဒီလိုရှိတယ်တချင်းရေးမယ်အဲ့ဒါနဲ့ကျွန်တော်ဖျောင်းနဲ့ဘယ်လောက်ကုန်လဲ36တိုင်36တိုင်6တိုင်ကုန်ခံပြီးတော့ရေးရတယ်အားအချင်းအတွက်ဖျောင်းနဲ့3တိုင်နဲ့6တိုင်အခုဘလို့မှုတ်လိုက်ထွန်းလိုက်မှုတ်လိုက်ထွန်းလိုက်မှုတ်လိုက်ထွန်းလိုက်အဲ့ဒါလိုရေးရတာပါခင်ဗျာအဲ့ဒါကြောင့်လည်းမမတွေရဲ့အသေးသေးကိုပုံနော်အသေးဆွဲတချင်းဖြစ်သွားတယ်ကျွန်တော်တို့မောင်လေးမောင်လေးနဲ့ဟုတ်ပါဘူးမမတွေရဲ့အသေးသေးဖြစ်သွားတော့ဘူဘင်းရဲ့ကွင်းဖြစ်သွားတာပါအဲ လား queen နဲ့ tuna ဖြစ်သွားပြီသူကနော်အဲ့လိုတွေအခုလဲပါညမလေးဒါခြာတိတ်ပါထုတ်ပေးပါဦးညမလေးအတွက်ပြီးတော့ညမလေးတွေအတွက်ထုတ်ပေးပါဦးဆိုတောင်းဆိုတော့ producer ကလည်းအခုစဉ်းစားနေပါတယ်နော်အကြခင်ထုတ်နိုင်ဖို့လည်းစဉ်းစားပေးထားပါတယ်နော်ဆက်လက်ပြီးတော့ဒါစကြိုးစားသွားမှာပေါ့စကြိုးစားသွားမှာပါလို့ဟုတ်ကဲ့မိုင်း90ဝင်းကျင်တလားနဲ့ဆိုပူတော်နီးဒီပါဟုတ်တယ်ရန်ကုန်တလားနဲ့အမတန်နီးပြီးတော့ဖွင့်ပြိုးတိုးတက်မှုအားကောင်းတဲ့မျိုးခရိုင်မျိုးပေါ့ခရိုင်မျိုးဟုတ်ကဲ့ဖွင့်ပြိုးတိုးတက်မှုကတော့ဒါ ရှေ့လျှောက်ကိုအများကြီးရှိဟုတ်တယ်အရှိတက္ကသိုလ်အကြောင်းကလည်းအခု၃ခုလက်ရှိရှိတဲ့ပြင်နောက်တစ်ထပ်တိုးဖို့တွေလည်းအများကြီးရှိတဲ့အတွက်ကြောင့်ဒါចောင်းသားမျိုးတော်လို့တတ်မှတ်လို့ရတယ်မူပြန်တကယ်လဲចောင်းသားမျိုးတော်ပေါ့အခုဆိုလို့ရှိရင်ဒါအဝေးတင်ចောင်းသားတွေဟုတ်ကဲ့အဝေးတင်ចောင်းသားတွေမျိုးမျိုးခြေချင်းလိန်နေတဲ့အဲ့မာတွေအဆောင်နေစောင်းနိုင်ရင်လည်းအကျိုးဖြစ်တယ်ဒီမှာထမင်းဟင်းနော်ဒီအဝေးကလာတဲ့လူတွေကိုချက်ပြုတ်အစားအသောက်တွေနော်စားအသောက်တွေထမင်းဟင်းတွေ ဒါတွေနဲ့လည်းအလုံးဖြစ်နိုင်တယ်ပေါ့နော်တဲခိုးတဲ့နေရာတွေဟိုအဆောင်တွေပေါ့တဲခိုးဆောင်တွေသူတို့ចောင်းသားတွေလာစင်ပနလာနော်အဲ့လိုမျိုးအဆောင်တွေရဆစောက်ထားမယ်ဆိုနေနော်မတန်အကျိုးဖြစ်တယ်ပြီးတော့သူ့ရဲ့မြေခွက်ကကျွန်တော်တို့ဘယ်လိုလဲဆိုတော့ဝဲမရှုံရောင်းမြတ်ရောင်းမရောင်းမြတ်ပေါ့နော်ရောင်းမရှုံမဟုတ်တော့နော်ဝဲမရှုံရောင်းမြတ်ဝဲမရှုံရောင်းမြတ်ဝဲမရှုံရောင်းမြတ်ဆိုတဲ့နာမည်လေးကွာ ုမြက်ကိုကိုကိုအဲ့ဒီရဲ့နာမည်လေးမှာကောဝိသေသလေးကောင်းနေတာနော်စဝယ်တဲ့ကွာမြက်ကမယ် အဲ့ဒါပြောတာဒီကတော့စေတနာထားပြီးတော့ပင်မလဲခံတယ်ဟုတ်တယ်ဒီကတော့ကိုယ့်အတွက်ကိုကြည့်ရတဲ့သူကအကုန်လုံးပေါ်မှာဝန်ဆောင်မှုကောင်းကောင်းနဲ့တကယ်ကိုပင်မခံပြီးနစ်နာခံနေတာပေါ့နော်ဟုတ်တယ်အဲ့ဒါကြောင့်မလို့လဲစေရင်စေတနာတိုင်းပဲအောင်မြင်မှုတွေကတစားတစားကြီးထွားလာပြီးဘုံမှာလဲမတိမရှိမတိမတူမရှိအောင်အောင်မြင်ကြကြတာအခုဘုံမင်းနေမဟုတ်တော့ဘူးထွန်မြတ်ကိုကကဆယ်လီတူကဘာကျော်ဘုံမင်းနေထူးနိုင်ဆိုပြီးတော့အခုဆယ်လီဖြစ်လာပြီဘာဖြစ်လို့ကဘာကျော်ရွှေညီကိုနှစ်ယောက်နဲ့ပေါင်းလိုက်တဲ့အချိန်မှာသူ့ရဲ့ရလက်တွေကထူးထူးခြားခြားကို အားတက်တယ်ရောအားရှိစရာတွေဖြစ်လာပါတယ်ခင်ဗျာအကိုအဲ့ဒါလေးလည်းရှင်းပြပြအောင်ဒီကဘာကျော်ရွှေကြီးကိုနှစ်ယောက်နဲ့အကိုမစတင်ခင်ကကိုယ့်ရဲ့လားစင်အကျိုးအမြတ်နဲ့ကဘာကျော်ရွှေကြီးကိုနှစ်ယောက်နဲ့ပေါင်းဆက်ပြီးတော့ marketing အောင်မြင်မှုရဲ့အကျိုးအမြတ်ဒီဘလောက်กว่าချားလဲလားစင်အမြတ်ကိုပဲခါမှန်းလေးတင်ပြပြပေါ့ဒါတော့ပေါ့တီးတီးတတ်တာကိုဒါရရှိလာတာပေါ့ဟုတ်ကဲ့ရခင်ခါမှန်းရခင်ခါမှန်းလားစင်ဥမာတိတ်တရာအကိုအတွက်အမြတ်ရှိတယ်ဆိုအခုဆိုဘယ်နှစားလောက်တက်တယ်လို့ပြောလို့ရအခုဆိုလို့ရှိလို့ရှင်ဟိုအဲ့လိုဒါကိန်းလုံးဆို80လောက်ပေါ့ 80ရခင်တရာလောက်မြတ်တာဒီတဲ့အခုသိန်း800လောက်မြတ်သွားတယ်လို့ပြောကြင်တာနော်ကိုနော်လာစဉ်ဘယ်လောက်ဘဏ္ဍဆတိုးသွားလဲတရာနေခွန်းဆတိုးသွားတယ်ညီလေးပြောလိုက်ဘဏ္ဍဆတိုးသွားတရာနေ80တောင်တိုးသွား80ဆိုတော့ तू ကတရာနေတော့80ရာခိုင်နှုန်းတိုးတယ်ဆိုတော့ခွန်းဆတိုးတယ်ခွန်းဆတိုးတယ်ဟုတ်တယ်ခွန်းဆတိုးတာဘဏ္ဍဆတိုးတာလဲခွန်းဆဘဏ္ဍဆတိုးတာလဲခွန်းဆဘဏ္ဍဆတိုးတာလဲခွန်းဆခွန်းဆတိုးတာပြောလိုက်အောင်ဆက်ပြီးတော့ 9ဆပေါ့8ဆဟုတ်တယ်เนาะဟုတ်ကဲ့ຢາໄກ່ນုံးက80ຢາໄກ່ນုံးတကယ်အကိုမြောက်သွားတာ80ຢາໄກ່ນုံးဟုတ်တယ်မလားအကိုအရင်ຢာနေကြတရားကိုဖယ်လိုက်လို့ရှိရင်เนาะဟုတ်တယ်အဲ့လိုပြောပြဒီဒီပွဲလေးဖြင်းမြောက်အောင်ပေါ့ဒါတော်တော်ကြီးစူးစမ်းထားတာဒါကြံခဲ့တဲ့လတွေထဲရပါပေါ့เนาะလတွေမဟုတ်ပါဘူးနှစ်တည်းလောက်တယ်ကိုသူရဲ့စိတ်ကူးရင်အိမ်ပဲကြီးဒီနေ့ကတော့အကောင့်တွေဖော်လိုက်အကောင့်တွေဖော်နိုင်တယ်သူကတမိုင်းတစ်ခုเนาะဒီလိုမျိုးကျွန်တော်ကပြီးထိုးနိုင်သွားပြီးထိုးနိုင်တာပေါ့เนาะကျွန်တော်တို့ ဒီမနက်ဆိုလို့ရှိရင်မနက်က14ရက်နေ့မနက်ကဆိုလို့ရှိရင်ကျွန်တော်တို့ဒါအိမ်မှာစုံကတ်ဒါအမေနဲ့ရောအကုန်လုံးပေါ့နော်အလှူတွေလောက်အလှူတွေလည်းလောက်တယ်ကုလူကောင်းမှုလည်းပြီးတော့ချမ်းတိုးအဖွဲ့တွေရောနော်ချမ်းတိုးအဖွဲ့တွေရောဟုတ်တယ်စီကားတိုင်းဆိုင်ဆိုင်စီကားမနက်ကလည်းလှူနေတာမနက်ကလည်းဖြော်ပြေးရတာအခုမှဖြော်ပြေးမှာမနက်ကလည်းအလှူအတန်းအနေနဲ့တောက်လျှောက်ဒီညဆိုလည်းပြိတ္တကတအားများတာပြိတ္တကလည်းတအားများသလိုလာရောက်တဲ့ဒီမိတ်ဆွေမိတ်ဆွေတွေလည်းမတရားများလင်းမှုတွေတော့ တော်တော်ရှိမှာပဲအနည်းငယ်ရှိခဲ့ရင်လေဒီနေရာနေပြီးတော့တောင်းပါပါတယ်เนาะတောင်းပါပါတယ်အဲဆိုဒီဟင်းမှုလေးရှိနားလဲပြီးတယောက်သေးပေါ့နော်ရုံးကန်နေရတဲ့အချိန်မှာဆိုတော့ဒီအခုဒီနေ့ဆိုလို့ရှိလို့ရှိရင်ဒါဆယ်လီဒီလည်းအများကြီးဟုတ်တယ်ဟုတ်တယ်ဆိုတော့ကဘာကျော်တွေတော့ညီလေးဘနာနာတို့နော်ကဘာကျော်ပဲပြောမှဆိုဒါဒီလိုလိုင်းနာကိုကြီးတို့ဆိုလို့ရှိလို့ရှိရင်လေဒါတိုင်းတိပီတိဟုတ်တယ်ဟုတ်ပါတယ်ကျွန်တော်တို့ ဒါမျိုးတွေတော့လာရောက်ပြီးတော့ကုညီကုညီဝိုင်းဝန်းကြတယ်ဒါမတီယောဟာကြတဲ့အခါမှာသူကမတီယောဟာကိုချိန်လိုက်တယ်မတီယောဟာနဲ့တစ်ဆင့်เนาะကိုကြီးတို့ကထပ်ပြီးတော့ဖိတ်ဝိုင်းဝန်းပြီးတော့လူပညာအင်အားနဲ့သူ့ရဲ့လုပ် marketing ဆိုတာဘာလဲဆိုတာမဥပေမှာထွတ်မြတ်ကိုကိုပြလိုက် marketing ဆိုတာဘာလဲဆိုတာကိုပြလိုက်ဟုတ်တယ်เนาะ marketing ရဲ့ရလက်ကအကိုတလပထမတသိန်းသိန်းတရာမြတ်တာနဲ့အခု300အမြတ်ဖြစ်သွားပြီအသက်တင်း300တိုးလာပြီ အဲ့ဒါ marketing ရဲ့ရလက်ဆိုတာထုတ်မြက်ကိုကိုကမဥပမာလက်တွေ့ပြလိုက်ဟုတ်တယ်နော်ကိုနော်အမ်အမြန်ဆုံးကတော့ဒီဟိုအရန်ကြီးတော့လည်းမဟုတ်ဘူးပေါ့နော်ပုံမှန်လေးပါပဲပုံမှန်လေးဆိုတာဈေးခွဲရဲ့လောက်ခတ်မှုပဲအဲ့လိုမျိုးပေါ့ကျွန်တော်တို့ကတော့ဒီဟိုဥပမာပေါ့နော်တိန်း200လောက်နဲ့ရောင်းရလောက်တဲ့နေရာမှာတလားနှလားနေလို့ရှိရင်တိန်း200ဆွန်းဆွန်းနေအဲ့လိုမျိုးလေးဖြစ်သွားတယ်ပေါ့နော်အဲ့လိုမျိုးလေးဆိုတော့ဝယ်သူတွေလည်းပျော့တယ်ဘယ်ချင်းရောင်းရောင်းပြန်ထွက်တဲ့မြေခွက်တွေပေါ့အဲ့လိုမျိုး ဝယ်မရှုံးရောင်းမရှုံးရောင်းမရှုံးအဲ့လိုမျိုးဟိုပါဗောစိတ်ချရတယ်သူတို့လိုယုံကြည်ရတယ်မိမိအလုပ်ပေါ်မှာတစ္ဆာရှိတဲ့ပုံကိုများနေဆိုရင်အချမ်းပြေလို့ဟာအမတန်ကြီးပွားချမ်းသာဖို့အခွင့်အလမ်းတွေများတယ်မြန်မြန်ဆန်ဆန်ကြီးပွားချမ်းသာနိုင်တဲ့အလုပ်လို့ကျွန်တော်အနေနဲ့တော့ထင်မြင်ယူဆမိတယ်ဥပမာဗောသိန်း200ကျော်တန်မြေခွက်ကိုသူတို့ဟိုနေ့ကပြောနေတာလေကျွန်တော်ကြားတယ်အရှုပ်ရှင်ခင်ဟုတ်ပါဘောသူတို့စာရွက်စာတမ်းအပြည့်စုံဘူးအမြီပေါက်အမြီပေါက်ကိုမှအမြီပေါက်သိန်း20လောက်ဆင်ရံပေးထားလိုက် စေရန်ပေးထားပြီတလားတော့အချိန်ပေးထားတယ်နောက်တလားအတွင်းမှာမငွေအကြေးချေရမယ်အဲ့ဒီအချိန်မှာကိုဒီဝယ်ထားပြီးတော့ဒီကိုဝယ်ထားတဲ့မြေကွက်ကို marketing ကောင်းကောင်းနဲ့ပြန်ရောင်းထုတ်နိုင်ရင်အကျိုးမြတ်တွေရတယ်ဥပမာပေါ့ပေါက်ဈေးကအခုသူတို့ပြန်ရောင်းနေ320ဆိုတာသူတို့ရောင်းနေတယ်က360လောက်ပေါက်တဲ့မြေကွက်ကို360လောက်ပေါက်နေမှာ220လောက်နဲ့ရောင်းတာအဲ့လောက်နဲ့ရောင်းဒါတောင်360နဲ့ တလ15ရက်တလကိုလည်းသူတို့ကအချိန်ပေးထားတဲ့အတွင်းမှာကိုတာပေါက်ဈေးလက်ရှိပေါက်ဈေးအတိုင်းပေါ့တင်စရာမလိုလက်ရှိပေါက်ဈေးအတိုင်း260နဲ့ပြန်ထွက်အောင်ရောင်းနိုင်ပြီဆိုတော့မှအော်တို340မြတ်ပြီတာဒီလို10ကွက်အောင်နိုင်ရင်တလကို340မြတ်ပါဗျာโอเคဘလောက်အားရကြပါအောင်လဲပေါ့နော်အဲ့ဒါလေးတော့ကျွန်တော်လည်းဒီဝယ်ယူတဲ့ဝယ်ယူတဲ့ဒီမိတ်ဆွေတွေကလည်း ီမြေပြင်မှာပေါ့နော်မူပြင်ကျွန်တော်တို့အမှတ်စနစ်ရက်ွက်ရှိတယ်ပေါ့နော်ဟုတ်တယ်ရက်ွက်ရှိတဲ့ကောင်မှာဝယ်ရတဲ့သူတွေကလည်းအဲ့လိုမျိုးစိတ်ရှိရှိလေးနဲ့အဲ့လိုမျိုးရက်ွက်လိုက်လေးတွေပေါ့အေးနှုံးလေးတွေလိုက်ပြီးတော့လေ့လာတာတွေကြီးရှုတာတွေပိုကောင်းတယ်ပေါ့နော်ဟုတ်တယ်ပိုကောင်းတဲ့ခါကျတော့ဒီ နေရာကောင်းလေးတွေကိုကြည့်ရှုလို့ရတယ်ဈေးနှုန်းတင်းတင်းနဲ့တူဒီ customer ပေါ်မှာစေတနာထားပြီးရောင်းနေမရောဘူးဆိုတာစစ်စစ်ဆက်ဆက်လေးလာလေးပေါ်ပေါ်လွင်လွင်သိရှိရလေးဖြစ်ပါတယ်ခင်ဗျာကဲဦးပင်တွတ်မြတ်ကိုကိုစိတ်ကောင်းစေတနာကောင်း customer တွေပေါ်မှာလည်းเนาะစိတ်ကောင်းထားတဲ့အကိုဒီတမကအကြီးဝါတိုးတက်ချမ်းသာအောင်မြင်ကျမ်းမာပျော်ရွှင်တဲ့မိသားစုဘဝပိုင်ဆိုင်ပါစေလို့ထပ်လူဆုတောင်းမိပါတယ်ဒီတမကလည်းအောင်မြင်ကြော်ကြပါစေစီဝိုင်းလည်းဒီတမက အောင်မြင်ကြကြစီးပွားရေးတဲ့ဒေတာမကအစမတန်ကြီးပွားပြီးတော့အရာရာပြည့်စုံနိုင်တဲ့သူတယောက်ဖြစ်ပါစေလို့ဆုတောင်းပေးပါတယ်။ကောင်းကျိုးချမ်းသာမှန်သမျှပြည့်ဝပါစေခင်ဗျာ။ဟုတ်ကဲ့ပါ။ဘုန်းကြီးတို့ညီလေးတို့ပေးတဲ့ဆုနဲ့ပြည့်ပါစေ။ချစ်ခင်အားပေးတဲ့အမျိုးတွေရောဝေဖန်အကြံပြုတဲ့မျိုးတွေလည်းကောင်းကျိုးချမ်းသာမှန်သမျှပြည့်ဝကြပါစေ။အားလုံးချစ်ပါစေ။